ပနာမပြောချင်တာကတော့ငလင်ကြောင့်ကျွန်တော်တို့ပြည်သူတွေတပူပေါ်တပူစင့်ဒုက္ခမိုးမောင်ကြာရောက်နေရတဲ့အတွက်အင်မတန်မှကြီးစွာဝဲစိတ်နှလုံးဖြစ်မကောင်းဖြစ်မိရတယ် အရင်ကဆိုရင်ကိုရီးယားပြဟိတသမားကိုပြည်သူတွေဒုက္ခတွေ့ပြီးဆိုကားထုတ်လူစုကူညီဖို့ရှေ့ဆုံးကနေထွက်ခဲ့တယ်အခုတော့ဘူတပ်ပူကျင်ဆိုးကြောင့်တွားလည်းမကူနိုင်တွားလည်းမလူနိုင်ဖြစ်ရတော့တယ်ပြည်သူတွေဒုက္ခရောက်လို့စိတ်နှလုံးကြေကွဲနေရခြင်းထက်ပြီးဒုက္ခတွေနေတဲ့ပြည်သူတွေကိုမကူနိုင်ရတာကြောင့်ခံစားမှုတွေပေါင်းစုံအကြောင်းကိုပြီးခဲ့တဲ့အပတ်ကမထုတ်လွှင့်နိုင်ခဲ့ရတယ်ဗျစိတ်ကငလျင်ပေးမှာပဲ အချိန်ပြည့်ပြည်သူတွေဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့အတူအချိန်ပြည့်ရှိနေတယ်။ဒင်းကတော့ကိုယ်တိုင်လည်းမလုပ်လုံနိုင်မဲ့သူတွေကိုကြတော့လေဒင်းကရန်သူလုပ်ပြီးဖမ်းဆီးတပ်ဖြတ်နေတာ။ကျုပ်တို့နိုင်ငံလောက်အများအတွက်ကိုဂျိုးစွန့်ပရာဟိတလုပ်ပြီးကူညီပေးခြင်းတဲ့လူငယ်တွေညားတာကျုပ်တို့နိုင်ငံမှာရှိတယ်။ဒင်းကဖမ်းဆီးတပ်ဖြတ်လို့ပုံရှောင်တိတ်နေရတဲ့လူငယ်တွေစစ်မှုထမ်းလို့အားပူပေါ်တာဆွဲခေါ်ယူနေရတဲ့လူငယ်တွေကြောင့်လူငယ်တွေလူငယ်တွေအဲ့လူငယ်တွေမရှိရကြဘူး။ ဝိုင်းကူပေးနိုင်တဲ့လူငယ်တွေမပါလို့မို့ပဲခုဆိုမသေးသင့်မဲတေးရနှုံးကများနေတာခုဆိုတေးဆုံးတော့9000တန်းအထိတောင်ကတ်လာနေပြီဒီထက်လည်းများဖို့ဆိုပြီးပညာရှင်တွေမှတ်ထားကြတယ်ဒီနေနဲ့ပြောနေရတာလည်းဘာလို့လဲဆိုတာသိတယ်မို့လားကြက်မပြေဂျပန်ကူဂျပူကောင်ကျင်ဆိုးပဲလေဒင်းရဲ့ကူညီကယ်ဆယ်ရေးဆိုတာကနိုင်ငံရေးထွက်ပေါက်တစ်ခုနဲ့အသုံးချနေတာပဲ စင်တကူတော့ရှိတဲ့အကုတူကောင်းလေသူရမကောင်းမှုလုပ်ရက်တွေကိုသူ့ရေခြုံပြလုံနေတာလုံမယ်လို့ထင်နေတာဒါတွေကအပြပဲသူ့ဘဝတစ်ချောင်းလုံးမှလည်းအရင်အရင်ကသူ့ဘဝတစ်ချောင်းလုံးမှလည်းမဟုတ်ဘူးအရင်အရင်ကသူ့ဘာတွေသူ့အကူကြီးတွေလက်ထက်ကုန်းနေရလဲဒီအပြမယ်လုပ်ငန်းကိုလုပ်ခဲ့ကြတာပြောရရင်စစ်တပ်ရဲ့လုပ်ငန်းကမီယိုဖလာအပြမယ်လုပ်ငန်းအတမူရန်ကြောင့်ပြုခဲ့ကြတယ်တပူကျင်ဆိုလဲမီယိုဖလာလုပ်ငန်းလေးကိုအမွေဆက်ခံပြီးအခုလဲငလင်းကိုအကြောင်းပြုပြီးအပြမယ်ဆက်လုပ်လာရတယ် တစ်သက်လုံးကဖော်ရှိုးပဲလုံတက်ကြတာကို အခုလဲငလင်ကိုကြည်သူ့နေပြီးတော့သူ့လူတွေမြေမြူတာကိုပဲအရင်ကယ်ဆယ်ရေးလုပ်တာ ကျန်တာကတော့ဖော်ရှိုးပဲမယုံစကိုင်းမန်လေးအုပ်တည်နေတဲ့သူ့လူကြီးသူ့ရဲ့တပည့်တာဝကစစ်သားခေါင်းလေးတွေကိုကြည်ပါလားလာဘင်းကျွေးပြီးဘာမီတွန်တောက်ထားပြီးတော့၁၀ရက်လောက်အေးအေးပြတ်ထားတဲ့မျက်နှာပေးနဲ့အုပ်တယ်နေကြတာ ကြည်ရန်ကလာကားတွေကခွဲခွာပြီးပြန်ဆောင်ရတဲ့ချစ်သူနှုတ်တယောက်နဲ့တယောက်နဲ့ပြည့်အဖက်ကို slow motion ဆွဲရိုက်ပြထားလာတော့အောင်မေးရတယ်အဲ့ကျွန်တော်ပြောတာကိုမယုံနဲ့စွတ်မယုံလိုက်နဲ့တကယ် line ပေါ်မှာပြန်နေတဲ့ video တွေတော့သွားကြည့်ကြပြီးတော့ဒင်းဖို့ရှုလို့တာတီးလို့လေအိမ်ကြီးကကယ်ဆယ်ရေးသမားတော့စိတ်ဆိုးပြီးပြန်သွားတာပြန်လာတော့ရိုးတန်းတာမပြန်ဘူးဗျာ အာရကေအာရကေတပ်ပူချင်းစုံကောင်းမှုဟေးအာရကေအာရကေအလူမွေးတွေဘုံနဲ့ဟေးအာရကေအာရကေအိနီယာကို ပြန်ပြီးဟေးဆိုပြီးကလာကလေးနဲ့ကလာအကလေးနဲ့ကပ်မူရီယာမှာဖွင့်ချပြပြီးတော့ပြန်သွားတော့တာဂျာရကေဂျောင်းသွားတော့တပ်ပူတယောက်ကတော့မရှက်မရှိတဲ့အချက်တွေပေါ့ဗျာတောက်ချက်တွေပြန်မြောင်းကွယ်ခုလဲ for show သမားလေးမင်းအောင်လိုက်ဘူးလုံးကြွလူလုံးမလားဖြစ်နေရရှာပြီလေ တင်းကလာတောက်တလွဲလုံနေတယ်ဆိုတာမအောင်မင်းလိုက်နေတင်းရဲ့တပည့်တွေကလည်းဆရာကောင်းတပည့်ခေါင်းပန်းလှန်ဆိုသလိုတယောက်ကလည်းငလင်းအတွက်လာကူတဲ့အဖွဲကိုရှမ်းဆက်မှာပန်းနဲ့မကြိုပဲဂန်းနဲ့သွားကြိုကြတယ်လေကြည်စံနဲ့သွားပစ်ကြတယ်ဒါကိုဖုံးကွယ်ပြီးတော့မှုလိုလိုထီးလိုလိုလှုပ်ချင်သေးတာဇော်မဲလုံးကအဲဇော်မဲလုံးကိုပဲမီဒီယာကအသားဖွေးအောင်ဒုတိယကမ္ဘာစစ်တုန်းကကောင်းကင် ငါလေရင်တွေကိုမြင်ရအောင်မီးပြင်ကနေလှမ်းထိုးရတဲ့ညကြည့်မီးမောင်းကြီးတွေနဲ့မီးပေးပြီးရိုက်ပေးတော့အသားတွေဖွေးတက်လာမှဒီကောင်ကမျက်နှာရှုပ်မဲ့ပြီးတော့တဲ့တဲ့ပြည့်ရတာမဟုတ်ပါဘူးမိုးပေါ်ထောင်ပြည့်ရတာပါဆိုပြီးတော့လိန်ညာနေသေးတာ အဲအဲ့ဒီချိန်မှာပဲဘူနေဝင်းကြီးကငရဲပြည်စည်းထဲစီတဲ့အိုးတွေကနေလှန့်ဆဲတော့တာဟဲအောင်ဆောင်မဲလို့စစ်တက်ဆိုတာကိုတိတ်ခါမချနဲ့စစ်တက်ဆိုတာဘယ်တော့မှမိုးပေါ်ထောင်မပြဘူးပြင်ရင်တဲ့တယ်ပြစ်တာနောက်ကိုစူစူဘူးဘူးလှုပ်လို့ရှင်စူစူဘူးဘူးအင်တာဗျူးတွေမဖြေနဲ့ဆိုပြီးတော့တော့မှလှန့်ဆဲနေသေးတယ်ပါပြီသူတို့ရဲ့ပါပါကြီးကျင်တန်းကိုပန်းနဲ့မချိုးပဲဂန်းနဲ့သွားချိုးတော့ဟိုကဖုံးဆက်ပြီးလှမ်းဆဲတာပလီယိုဂျိုဂျိုဘူတက်ပူကျင်ဆိုးအိုးဆွဆိုးသလိုပလီတက်ပုံများ ဒါမျိုးကြတော့အဆွေတော့အဆွေတော့အဆွေတော့ sorry တွေ့ပူကြီးဘောကြီးတောက်ကြီးဆိုတာစုံနေအောင်မဖုံးဆက်တောင်းမှန်တော့တာပဲခေါင်းကမြေကြီးတဲ့တော့စိုက်ဝင်သွားမလားအောင်းမေးရတယ်အစုခံရတာရှက်ရှက်နဲ့အဲ့မှာပဲဘူတပူကျင်ဆိုတာထပ်ပြီးထွက်ပြောသေးတယ်ဗျာမစ်ရှိတ်တွေအာဖရာရှိတ်တွေစွတ်ပြောပါလေမစ်ရှိတ်ကလည်းမတော့တာကြာလို့လားမသိပါဘူးဒီဗီဒီယိုကြည့်ပြရတဲ့ကိုလူက after shake တောက်ရှင်စိတ်ပါပေါက်လာတယ်ဒါနဲ့ဘာပါလိမ့်ဆိုပြီးဗီဒန်ပလန်ကြီးတာ165ကတော့ရှိပြီဗျာ after shape ဆိုတာလည်းမတွေ့ဘူး mid shape ဆိုတာမျိုးဘလူမန်းကိုမသိတော့ဘူးဓမ္မလို့ရိုးရိုးပြောရင်ညူသွားမှစိုးလို့တာမသိပါဘူးဘလူလေးရှောက်ပြောတော့တင်းတောက်တလွဲတွေဖြစ်ကုန်ရောဟောတင်းကလည်းညူလဲညူပြီးသားပဲဟိုဗျလူကတော့ mid shape တောက်ချင်နေတာသူကတော့ mid shape တောက်ချင်နေတာနေပြီးတော့လမ်းလေးအိတ်နေရတဲ့ဝင်တန်းတွေကိုရုံမတက်နဲ့အဲ ရုံမတက်ပဲမနေကြနဲ့ရုံတက်ကြဆိုပြီးတိန်တောင်ကိုခောက်ဆွဲကြုတ်တထုံနဲ့ကြုတ်တလုံးထောက်ပံ့ပေးတယ်ထပါကြောင်ဒါကြောင့်ရုံတက်ကြဆိုပြီးစာထုတ်ပြီးတော့ခိုင်းနေလေတဲ့ဆိုးလိုက်ပုံကလည်းအရင်ကရုံမတက်နဲ့ရုံထွက်ဒါကြောင့်မို့လို့ CDN campaign ကြောင့်ရုံမတက်ကြတာခုကကနေစရာပြက်လို့ရုံမတက်ဖြစ်နေကြရတာသေသူသေးဘွားပြက်သူပြက်ဖြစ်ကုန်ကြရတယ်သူတစ္ဆာကံပေါ်ခန့်နေပေါ်မာတော်မှာသူမညာဘူးကုန်းယုံပြီးရုံတက်ဆိုပြီးလုံနေတာ သူတစ္ဆာခံနေပေါ်တော့မှမညာမှတော့ဒစိမ့်စင်ဒစိမ့်ပြင်ပြင်ပြည်သူတွေပေါ်မှာဆိုပို့ဆိုးပေါ်ဗျာခုစနေပြီးတော့မှအစိုးရဌာနအစအုပ်ပေါ့ရလုံး2000ကျော်ရှိတယ်အဲ့လုံး2000တော့မှယာနှုံးပြည့်လုံး2000ယာနှုံးပြည့်ညီပါလောက်ကလုံးမှအကောင်းမရှိတော့တလက်စာတွေတွေ့ပြန်ဟေဒီငလင်းအကူညီဒုံက73.5ဘီလီယံညီပါတူရကီငလင်းမှာတန်း1400ညီပါလောက် သက်ဆိုင်ရာနိုင်ငံအသီးသီးအကူအညီကြတယ်ဒါရောတူတကီရဲ့ချမ်းသာတဲ့နိုင်ငံဖြစ်ပြီးတော့အချိန်ယူပြန်တည်ဆောက်ကြတယ်ကမ္ဘာကံကလည်းငွေထုတ်ချေးသေးတယ်ဟေဒီကတော့ခုထိအရင်ခြေနေမျိုးတော့ပြန်မရသေးဘူးရုံးကန်နေရတော့မေကန်ရွှေပြောင်းနေထိုင်တန်းဒီပါလောက်လည်းရှိတော့မြန်မာကဟေဒီလိုဆင်းရဲတဲ့တိုင်းပြည်ဖြစ်ပြီးအခုထိအကူအညီတန်းတရာကျော်လေးပဲရသေးတယ်တင်းကြောင်ပဲတင်းကြောင်ဘယ်မှာချင်းဝင်မရရှိဘူးဒါလည်းတင်းကြောင်ပဲ ။ဒီကလူရှင်တွေဖြစ်တဲ့ Megan ကုလနဲ့ EU ကအရင်လိုအများကြီးလည်းမကူညီတော့ဒါတော့မကောင်းတယ်လို့ပြည်သူတွေငဲ့ညာတော့အပြင်ဒင်းမျိုးဆိုရင်တပြားမှတော့ပြီးကျင်တာမဟုတ်ဘူး။ပျက်စီးသွားတဲ့မြို့တွေအခြေခံအဆောက်အုံတွေပြန်တည်ဆောက်ဖို့ဒါတွေကလုံးဝမလုံလောက်တော့ဘူး။အဲ့တော့စနစ်ပြောင်းမလားဒီလိုပဲဖြစ်တယ်လို့ဆက်နေထိုင်ကြမလားဆိုတာစဉ်းစားတော့မယ်ချင်းစဉ်းစားတော့မယ်ချင်းတော့မဟုတ်တော့ဘူးထလောက်ရတော့မယ်ချင်းဖြစ်နေအားလုံးဝိုင်းကြီးပြီးတော့ထ ရှုံးကြကန့်ရတော့မယ့်အချိန်ဖြစ်နေပြီ။ပြန်လဲဒီစောက်ဖို့ငွေတွေမကောက်အချိန်မှလိုအပ်နေတယ်။တိုင်းပြည်အနာဂတ်ကတော့တကယ်ကိုရင်လေးစရာအတီးဖြစ်နေပြီ။ကဲဒါကြောင့်မေတ္တာပို့ကြရအောင်ဗျာ။တင်းအပုမေတ္တာစွမ်းကဘာလွန်းဓမြရန်လဲကြောက်ရသည်အပုမေတ္တာစွမ်းကဘာလွန်းတိုင်မပီလဲတေကုန်ကြရအပုမေတ္တာစွမ်းကဘာလွန်း ထမင်းငဲ့၍တေကြရတော်မူ။အဲ မေတ္တာပို့ပြီးတော့ဆက်ပြောအောင်မယ်ပြည်သူတွေဘလို့ပဲဖြစ်နေပါစေစောက်ဘူးကတော့ AC ပဲဖင်ကိုဖုတ်ခါပြီးထိုင်းကိုသွားလိုက်သေးတယ်ဒါတော့ဖြတ်ပေါက်ချုပ်သွားလုံးနေတယ်အင်နာဘုံနဲ့ဖန်ခိုင်းမယ်လေဆိုရောညတော့မေးရုပ်တန်းပြေးလာနာနာမှာတော့ဖင်ဝင်ခံရမယ့်အစီအစဉ်တော့မှပြတ်သွားလိမ့်မယ်ဆန္ဒပြမောင်းထုတ်ခံရတာပါသေးတယ်ဗျာတဲ့ဘလို့ပဲဖြစ်စေကမူကျွန်တော်တို့ကတော့ပြည်သူတွေနဲ့အတူရှိနေပါတယ်ပြည်သူတွေနဲ့အတူ ဝမ်းတွေပူဆွေးနေရပါတယ်ဆိုတာထထောင်ပြောခြင်းနေဗျာစစောကပြောခဲ့သလိုပဲစစ်အာဏာရှင်အောက်ကအမြန်ဆုံးလွတ်မြောက်မှသာလေဒုက္ခပေါင်းစုံရဲ့လွတ်ရလွတ်ကြောင်းဖြစ်မှာပဲဒါကြောင့်အတူညီလို့အကူအသီးသီးအပြန်လဲပေးကြရင်အောင်ပွဲစီကိုဆက်ကြစို့ဗျာရှိတော့မအောင်နေဘူး